ဒီသင်ခန်းစာကကျွန်တော် exam မှာဒီ shortcut တွေ shortcut ဆိုတာ keyboard ကနေပြီးတော့ကျွန်တော်ရိုက်ထည့်လုပ်ရတဲ့ shortcut တွေကိုနဲ့အသုံးချပြီးတော့ကျွန်တော်ရဲ့ exam မှာအမြန်ပေါ့အလုပ်လုပ်တဲ့အခါမှာပုံမြန်တဲ့နည်းလေးတွေကျွန်တော်ပြောမယ်အဲ့တော့ keyboard shortcut တွေကဘာဘာအတွက်သုံးဝင်လို့ဆိုကျွန်တော်အလုပ်ကိုမြန်မြန်ဆန်ဆန်ပြီးတည်တယ်အလုပ်ကိုထိထိရောက်နေပြီးမြောက်စေတယ်အဲ့တော့ဘာလို့ရမလို့ဆိုကျွန်တော် keyboard ကနေပြီးတော့ကိုလက်နဲ့ကျွန်တော်လိုအပ်တဲ့ keyboard shortcut လေးတွေရိုက်မယ်ရိုက်ထည့်မယ်ဆိုတဲ့အခါကျလို့ရှိရင်အခုလက်ရှိ ကျွန်တော်အခုလက်ရှိပြခြင်းတဲ့အတွက်ကြောင့် insert ဆိုပြီးကျွန်တော်ပုံလေးတစ်ပုံလောက်နော်အခုဂျန်တဲ့လူတွေကတော့ဒါ like လုပ်လို့ရမှာမဟုတ်သေးဘူးနော်ပြဿနာမရှိဘူး like လုပ်လို့မရလဲဒါ like ပေါ့ဟုတ်ကဲ့ကျွန်တော်နောက်ပိုင်းစာအုပ်တွေပါကြီးလုပ်မယ်ဆိုလဲဒီဟာလေးပုံလေးတွေထည့်ပြထားပါအဲ့တော့အခုလက်ရှိ Acer keyboard shortcut အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင် control A တို့ control C တို့ control G တို့ဒါတွေက keyboard ကနေကျွန်တော်တွဲပြီးရိုက်လို့ရတာဒါပေမဲ့ကိုကမှတ်မိမိကမှတ်ထားမှာဘာမှတ်ထားမှာလို့ဆိုတော့ ကိုနှိပ်လိုက်တဲ့ shortcut ကဘာအလုပ်ကိုလုပ်တာလဲအမှ control a နှိပ်လိုက်လို့ရှိရင်သူဒီပါပြီဒီဒီမှာရှိတဲ့ဟာတွေအားလုံးကို all ဆက်လက်မှတ်တယ်ဒီလိုမျိုးပေါ့နောက် order လို့အပြင်ကနေပြီးဆက်လက်မှတ်တဲ့ခါကျရင်အားလုံးကိုဒီလိုမျိုးမှတ်တယ်နောက်ကျန်တဲ့ဒီကမာလည်းဒီတိုင်းပဲ control a နှိပ်လိုက်လို့ရှိရင်သူဒီအားလုံးကိုဆက်လက်မှတ်တယ်နောက်ဆဲခွက်တွေအားလုံးကိုဆက်လက်မှတ်တယ်ဒီလိုနေရာကနေသွားရင်တော့ control a နှိပ်လိုက်လို့ရှိရင်သူရဲ့ထိဆက်နေတဲ့ဟာတွေအားလုံးကိုသူကဆက်လက်မှတ်တယ်နောက်သူနေထိဆက်နေတဲ့ဟာတွေမထိဆက်ပြီးတော့ဒီလိုဟိုလွတ်နေရင်တော့သူကတက်ပြီးမှတ်မပြီးဘူး အဲ control c ကိုပါလို့ဆိုတော့ဒီ control c နှိပ်တယ် copy ကူးတယ် control v ကိုဒီမှာပြောသူပြောတဲ့အတိုင်း control v ကတော့ဒီထဲမှာပါမလာအောင်နော်အဲ့တော့ပြဿနာမရှိဘူး control v ဆိုရင်ကျွန်တော်တို့ဒီထဲမှာဟောပေါ့ base ပြန်လုပ်ပြီးတယ်အဲ့တော့ control s ဆိုလို့ရှိရင်ဒီ short ဒီအခုလက်ရှိကျွန်တော်တို့လုပ်ထားတဲ့ဟာတွေအားလုံးကိုဗာလုပ်ပြီးလုံးစီ save လုပ်ပြီးတယ်မှတ်ပြီးတယ်ပေါ့အခုလက်ရှိ current ဘုတ်ကိုမှတ်ပြီးတယ် control b နဲ့ဘာဖြစ်လို့ control b နဲ့လို့ရှိရင်ကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်တို့လုပ်ထားတဲ့ဆောင်ရွက်ကို print ထုတ်မယ်လို့ဆိုပြီးတော့ ဒီ print ထုတ်မယ်နေရာကိုတခါရောက်သွားတာပေါ့နော်အဲ့တော့ဒါလေးတွေကိုလည်းကျွန်တော်တို့ exam မှာသဘောပေါက်နားလည်အောင်လို့လုပ်ပြရမယ်အဲ့တော့ shortcut တွေကဘယ်လိုပြောပုံစံလို့ဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိဒီမှာဆိုရင် home နဲ့က font နဲ့မှာကျွန်တော် b လို့ခေါ်တာ b ကိုဘာလို့ပြောရအောင်အမှ tip link နေအတူပေါ်မှာကျွန်တော်တို့ဘာသိရင်ဒီဘာဘာ click မှာမနေဘူးနော်တင်ုံနေမဲ့တင်ကြည့်လိုက်ရ make your text bold တဲ့ငါတို့ဟိုကိုရိုက်ထားတယ်ဟိုပါပေါ့ဒီစာသားတွေကို အမဲအောင်ဘောတော့အမဲအောင်ထင်းထင်းလေးလုတ်ပြီးမယ်တဲ့အဲ control b ကို control plus b ဆိုပြီးခွင်းစာကုမိတိမှာပြတာလေတွေ့လားမသိအဲ့တော့အဲ့ဒါမျိုးဆိုလို့ရှင်သူ shortcut အနေနဲ့ control b နှိပ်မယ်ဘယ်လိုအချိန်မှာတို့နှိပ်မလို့ဆိုခဲ control b လေးနှိပ်ကြည့်အောင် control နှိပ်ပြီးတော့ b ကိုနှိပ်ကြည့်အောင်ဒါဆိုရင်ဦးလက်ရှိတို့ရဲ့ဒီ b အာ b6 မှာရှိနေတဲ့ text ဒီစာသားတွေဒီဘာဖြစ်လို့မဲသွားတာတွေ့ရလိမ့်မယ် control b နှိပ်တဲ့အချိန်မှာမဲသွားတာတွေ့ရလိမ့်မယ်အဲ့တော့ control i နှိပ်ခြင်းလေဆိုရင်ဗာတယ်ဒီမှာ နော် italy italy ဆိုတော့သူက text တွေကိုသူအဆောင်းလေးတွေပါပြပြီး control နဲ့ i နဲ့ဟိုနေတယ်ဒီလိုအဆောင်းလေးတွေဖြစ်သွားအမြင်ရတတိထားမိလောက်တယ်အဆောင်းလေးတွေဖြစ်သွားတယ်အဲ့တော့ဒါလေးတွေကိုလည်းတို့ဒါသေးပြီးအခုလွတ်ချီလုတ်တဲ့အလုပ်ဒီမှာဟိုတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းနဲ့မှတ်ထားမယ်အခုဒီမှာဆိုရင် control v နေလိုက်ပါလို့ဆိုရင် copy ခုနကတော့ copy ဒါမှမဟုတ်ရင် cut လောက်တာပေါ့ cut လောက်တယ်ဆိုတော့သူကတနည်းအား control x ကိုအခုလက်ရှိဒီမှာပြထားတဲ့အတိုင်း control control x ကိုနေလိုက်ပြီဆိုလို့ရှိရင်တော့သူက ဒီအဲ့နေရာနေပြီးတော့ဒီကောင်တစ်ခါတည်းပျောက်သွားအောင်သူ့လုံးမှာအခုလက်ရှိ control v နှိမ့်လိုက်တဲ့အခါကျရင်သူက copy ကူးယူနေမဟုတ်သူကပါချီပြီးသား origin နဲ့ဟာကိုပါဖြတ်သွားတာအဲ့တော့ဒီ shortcut လေးတွေကိုသူအသုံးပြုရင်းနဲ့သူ့ရဲ့သူ့ရဲ့လုံဆောင်မှုလေးတွေကိုလည်း observe observe ဆိုတော့လေ့လာသုံးသပ်ကြည့်ထားဖို့လိုတယ်မှတ်ထားဖို့လိုတယ်နော် control z ပြန်နှိမ့်လိုက်တယ်ဆိုလို့ရှိရင်တော့အခုလက်ရှိဒီမှာသူ undo the last command ပြန်ရောက်သွားပြီ undo the last command control v control v တို့အခုလက်ရှိခုနလောက်ထားတယ် italy italy လောက်ထားတော့ ဘောလောက်တာတော့ဒီမှာ main ွားတာတွေ့ရမှာဒီ control set ကတော့ previous เนาะလောက်ထားတဲ့ဒီ last command ကိုသူပြန်ပြန်ပြီးနောက်ကိုပြန်ပြန်သွားတယ်ပေါ့ control ဆက်မဟုတ်ဘဲနဲ့ control y နှိပ်မယ်ဆိုလို့ရှိရင်တော့သူကခုနကတော့လုပ်တဲ့အလုပ်တွေကိုပြန်သွားမယ်ဒါကိုဒီနောက်ပိုင်းဒီ quick access to bar တို့ဘာတို့ကိုလည်းတည်လာတဲ့ခါမှာ quick access to bar တွေနေရာနေမြင်လဲ sheet တောင်ဆိုတာမျိုးလုပ်လို့ရပါတယ်။နောက်အခုလက်ရှိဒီသင်ခန်းစာကြီးရွေးချက်ကတော့ဒီ shortcut လေးတွေကိုသုံးချစေခြင်းတယ်။နောက်အဲ့ဒီဟာလေးတွေကိုအခုသင်ခန်းစာကြီးလုပ်နေနေ တုံးကြည့်ပါတုံးကြည့်ရင်လည်းတပြီးပြီးနဲ့နားလည်းသဘောပေါက်လာလိမ့်မယ်